်မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဖြစ်ပိုင်တယ်သတ်မှတ်ခြင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောချမှာဖြစ်ပါတယ်အဲကျွန်တော်တို့ခင်းကြတဲ့အချိန်ပဲဖြစ်ဖြစ်ရန်သူနဲ့ရင်ဆိုင်နေတဲ့အချိန်ပဲဖြစ်ဖြစ်အဲစစ်သားတယောက်ရှိမှခင်းကြရင်မှတယောက်ချင်းစီကသတ်သားတယောက်ချင်းစီမိမိရဲ့ဖြစ်ပိုင်တယ်ကိုသိသိကြကြသတ်မှတ်ထားဖို့လိုအပ်ပါတယ်ဆောစောအခုလိုပဲအဲသတ်သားချင်းရင်ဆိုင်နေတဲ့အချိန်မှာဒီနေရာဒီနေရာငါတို့ဖြစ်ပိုင်တယ်ကိုစစ်သားဒီတပ်သားတွေကကိုယ်တိုင်ပဲခါလေသတ်မှတ်တဲ့နေရာမှာရန်သူဝင်လာနိုင်တဲ့နေရာတွေ လမ်းကြောင်းတွေဖြစ်နေနိုင်တဲ့အတွက်ချက်တွေနော်ဒီတက်ကိုဘူးစည်းရဲ့လူတွေကနေပေါ့စစ်သားတယောက်ချင်းစီပြစ်ပိုင်နေဦးဒီဒီချက်ချာဒီဒီချက်ချာသတ်မှတ်ပြဖို့လိုအပ်ပါတယ်ဒါအရင်ကြီးကြီးပါတယ်လို့သတ်မှတ်တဲ့နေရာမှာလည်းတစ်ခုနဲ့တစ်ခုကိုဖြစ်ပိုင်နေကတော့အနည်းငယ်လေးဟိုပါနော်ဒီငယ်လေးထက်နေအောင်ဒီငယ်လေးထက်နေအောင်သတ်မှတ်ပေးခြင်းအဖြစ်နော်ကျွန်တော်တို့ဒီမြင်းပြစ်ကွင်းရန်သူခြေတက်လာတဲ့ခါမှာအားလုံးခြေမုန်းနိုင်မှာဖြစ်ပါတယ်ဒါလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်